ပါဗျာဒီမှာဝိုင်းပြီးတော့ဥဆောင်ပြီးတော့လောက်ပြီးတဲ့ခါမှာပါဗျာတရားစခန်းဖြစ်မှာဘုအတွက်လေဗန်ကောင်းနေလာပြီးတော့တပြည့်နှစ်စင်နှစ်တိုင်းပဲလာဖွင့်ပြီးပါတယ်ဒီရအာဆရာမဘောနော်ဆရာမနေပြီးတော့ဆရာမလာတယ်

ဆရာမနေပြီးတော့ခေါ်သွားပြီးတယ်ဆရာတော်တို့ကဟိုဟိုဘန်ကောက်မှာပေါ့တကယ်လည်းဒီမှာလာပလီမှာဒီဒီပုံရဟိုလန်ကွာလေတော်မဲကျဲခဲတို့အိမ်နာမှာတပြီးတော့အရင်အလုံးလုံးတော့ပေါ့ဆိုင်ပွင့်တယ်ဆေးဆိုင်ပွင့်တယ်အဲ့မှာလေအဲ့မှာပွင့်တော့စီပွားရေးလောက်တော့အဆင်ပြေတယ်ဒါပေမဲ့လောဘတွေနဲ့လောက်တာ နောက်ပိုင်းနဲ့လောက်တော့ကျမရေးတွေထိခိုက်လာတာပေါ့ကျမရေးထိခိုက်လာတဲ့အချိန်မှာပထမပိုင်းကဆရာမခေါ်တယ်အဲ့ချိန်မှာတော့မလုံနိုင်ဘူးကလေးငယ်တွေလို့ဘုရားဖြစ်လို့အဒီတာဖြစ်လို့ပေါ့နော်ဒါမှတကယ်လည်းမသွားနိုင်သေးလို့ပေါ့မသွားသေးဘူးအိမ်မှာပဲကိုယ်နိုင်တယ်လောက်တော့လောက်တယ်ပေါ့အခုသူလောက်တယ်မိဘတွေကိုလောက်ကြည့်တယ်ပေါ့အဲလောက်နိုင်တာကုသိုလ်ကိုလောက်ခဲ့ပေါ့အဲဒါမဲ့လို့တရားစခန်းတွေမသွားဘူးဒီမှာဒီမှာလည်းမသွားဘူး အဲဆရာမအမြဲဆွဲခေါ်တယ်ဒီအခုဆရာလေးတွေကိုဆွဲခေါ်တဲ့အတိုင်းပဲဒီတစ်ခါတော့ပါဆရာလေးတွေသိနေနော်ခုနလာပြီးပြောရတာတော်တော်ပြီးတော့ဝမ်းကားတယ်ဘာလို့လဲဆိုတော့တပိတော့ကိုယ်တိုင်လည်းဆရာမခေါ်ပြီးတော့အဲ့လိုပြောတော့တော့ဖြစ်တယ်တော့ဖြစ်ပြီးတော့တပိတော့ဆုံးဖြတ်ချက်ချရတယ်တခါတည်းဆရာတော်တို့လာဖွင့်တဲ့အချိန်မှာလည်းဟိုတီလာစင်ထိုင်းစကားတတ်တဲ့တီလာစင်ဆရာလေးမရှိဘူးပေါ့နော်အဲ့တည်းကတပိတော့ခလေးလေးငယ်တယ်တသားငယ်သေးတယ် ဟိုခုနကကိုရင်လေးနဲ့တူတူသားလေးပြောထုတ်ကြတာလေအဲတပိတော့ตาလေးဗျာအဲသူကငငယ်လေးနှစ်နှစ်ตาလေးပဲရှိသေးရဲ့အဲ့တည်းကတပိတော့ဟိုကနကျမရင်မကောင်းတော့လေအမျိုးသားပြီးနာနေတဲ့အခါမှာဘာမှလုံးမရှိပြီးမလို့ပေါ့အေးစေးတပိတော့ဟိုထားတယ်အဲ့မဲ့တူကအလုံးငငယ်လုံးနေတဲ့လူဆိုတော့တင်းနေအခါမှာနေရတာတောင်းနေဩအဲ့အချင်းကြောက်ပြီးတော့ဆရာမပြောတာအကောင့်ထဲပေါ်ဖြစ်တယ်ပေါ့အဲ့ဆရာမရေးအဲ့ဆိုရင်တရားစင်ဝတ်ချင်တယ်ပေါ့အဲ့ကိုရန်ကုန်မှာနော်စပြီးတော့ အဲ့ဒါဆွေမမောက်ဆရာတော် ਨੇ ပို့ဖြစ်တယ်အဲ့ကနေမှဒီအာတခါမှမကြာဘူးတပိတော့လို့တရားနဲ့ဝီလို့နေမှာပေါ့နော်ဒါပေမဲ့တပိတော့နားရဆိုတော့ပဋ္ဌံလို့ပဋ္ဌံရွတ်တယ်တရဏဂုံကြီးဟာရွတ်တယ်ပိုင်းတိုင်းတန်ပုတ်တွေရွတ်တယ်လို့ဥပုံဆောက်တယ်ဆိုတာတော့သိမရှိပေါ့နော်ဒါပုံမှန်လုပ်နေတဲ့အရင်တော့ပေါ့နော်တန်နဲ့တပိတော့အဲ့လိုကျမကြီးလည်းဖြစ်တဲ့အချိန်ဆရာမလည်းခေါ်တဲ့အချိန် ခေါ်ရတယ်အများကြီးပေါ့အခောက်ပြောင်းတယ်ဒီခေါ်တယ်အမြဲခေါ်တယ်ခေါ်တဲ့အချိန်ဆရာတမားကောင်းတွေလည်းရောက်လာတဲ့အချိန်အချိန်ကောင်းတွေစုံလို့ပေါ့ဗျာအဲ့မှာတပည့်တော်ကအာဆရာတော်ဘုရားကိုရှာတယ်ကျမကြီးမကောင်းတဲ့အကြောင်းပါနော်ဆရာတော်ဘုရားကြီး2018မှာဒီအစခန်းမှာတွေ့တော့ဆရာတော်ဆရာတော်ကအာတခါမှလည်းမတွေ့ဘူးဒီလိုမျိုးရိတ်တာပေါ့နော်ပြောရမယ်ဆိုရင်ဒါဒီလိုပဲပြောရမှာတိလာစင်မထွက်နဲ့တဲ့တပည့်တော်ကတော့ယောဂီနဲ့လိုက်မယ်ပေါ့နော်ဘယ်လိုမှခလင်းငယ်တော့လေ ကျမကြီးလည်းမကောင်းဆိုတော့အခက်ခဲဖြစ်မှစုလို့ပေါ့တပြိ့တော့ဟိုဒီနေ့ပဲလိုက်မှာပေါ့လူဝုနဲ့ပဲပေါ့နော်ယောဂီဝုနဲ့ပဲလိုက်မယ်အဲဆိုဆရာတော်ကဒီလားစင်မထွက်နဲ့တဲ့ကိုလည်းထောက်ရတော့မှာပါပဲဆိုတော့လေအဲနဲ့ဆရာတော်ကမထွက်နဲ့တဲ့အဲ့မှာဒီလိုပဲတရားများဝေကြတာဖေဒီလိုတရားများဝေနေဆရာလေးတွေကပြောတယ်အများကြီးပဲစိတ်မှာများဝေပါရလေခုနကလို့ဆရာလူကြီးတွေပါတယ်အများကြီးပဲအဲ့ဒါများဝေကြတယ်များဝေတဲ့အချိန်မှာ ကင်ဆာကင်ဆာဖြစ်တဲ့ဆရာလေးတွေအမျိုးမျိုးပေါ့ဗျာကလေးနှယောက်နဲ့ဆရာလေးတွေအဲ့လိုတွေလည်းရှိတယ်ပေါ့နော်အဲ့လိုများဝေတယ်အဲ့ဆရာတော်ကဟိုခွင့်ပေးတယ်ပေါ့နော်လှုပ်ခွင့်ပေးတယ်တရားလှုပ်ခွင့်ပေးတယ်ပေါ့နော်အဲ့ဆိုအိုးတော်တော်ထူးဆန်းတယ်ပေါ့နော်ဒါမတွေ့ဘူးလေတပြည့်တော်တော့မတွေ့ဘူးပထမပိုင်းမှာဆိုမတွေ့ဘူးပေါ့နော်ဒါစားစားတွေ့တယ်ကအဲ့နဲ့တပြည့်တော်အော်ငါလိုက်ကြည့်မယ်ပေါ့နော်လိုက်ကြည့်မယ်ဆိုတာကမှတပည့်တော်ဆုံးဖြတ်ချက်ချပြီးတော့မှတပည့်တော်ကယောဂီနဲ့ပဲလိုက်မှာအဲ့လို အလိုကြီးမသွားရဲခလေးရလည်းငယ်တော့လေကလန်ကလန်ဖြစ်မှာဝတ်ဒီသင်ငန်းနဲ့မဖြစ်နိုင်ဘူးငါစဉ်းစားရအဲ့လိုမျိုးအမေဆရာတော်မိတ်တယ်မဖြစ်ဖွယ်ဘူးဆရာတော်ပြောတယ်ဒီသင်ငန်းမချွတ်နဲ့တဲ့အဲ့ဒီကဆရာတော်မိတ်တယ်ပေါ့နော်သင်ငန်းမချွတ်နဲ့ဒီတိုင်းဆရာလေးဝန်နဲ့လိုက်ခဲ့ပေါ့နော်ဒေတာမာလာနေလို့ရတယ်တဲ့အဲ့နဲ့တပြိတော့လေအဲ့တိုင်းလိုက်လို့တော့ဖရာကိုလည်းလုံးလုံးဝကိုလိုက်ဖို့ဆုံးဖြတ်ချက်ကြပြီလေဆိုတော့တပြိတော့အမျိုးသားကိုခွင့်တောင်းတယ်ဒါပေမဲ့တပြိတော့ဒီဟိုဒီနေ့ဆိုတော့အမျိုးသားကိုခွင့်တောင်းရတယ်လေ င်တောင်းတယ်မိဘကိုဖင်တောင်းတယ်ပေါ့လေဖင်တောင်းတဲ့အချိန်မှာကိုယ့်ရဲ့အတိတ်ဟိုတာပေါ့အကြောင်းရှိလို့ပေါ့နော်မိဘကလည်းခွင့်ပြုတယ်မောင်နှမတွေအားလုံးကလည်းခွင့်ပြုတယ်အမျိုးသားလည်းခွင့်ပြုတယ်အဲ့ဒီပြေတော့လိုက်သွားဖြစ်တယ်ရိတ်သားမှာတတားနဲ့ပေါ့ပြီးတော့ဒီကခိုင်းစကားကျွမ်းတော့လေစီပွားရေးတွေအများကြီးလုပ်ရဲဆိုတော့ကျွမ်းတယ်ခိုင်းမှဆိုနေတာလည်းမင်းမစဲကျုံဘူးဆိုတော့လေအဲကျွမ်းခြင်းနဲ့ကိုကျွမ်းခြင်းနဲ့အရာဘောနော်တပြည့်ဆိုင်တွေလည်းခွင့်နေဈေးတွေလည်းရောင်းတယ် မလုပ်ဘူးအလုပ်ဆိုလည်းမရှိတလို့စားတယ်လုံငါလည်းအလုပ်တယ်ဈေးလေးလုပ်ရတပြည့်တော့အကောင်နာငယ်တယ်ဟိုငငယ်တော့ဟိုဒုက္ခဖြစ်လို့လေမိဘတွေဟိုစိတ်ချမ်းသာစေချင်တယ်မိဘကိုသူများနဲ့တူအောင်ပြန်ပြီးတော့ထားချင်တယ်အဲ့ဒီစိတ်လို့လှုပ်တာအလုပ်တွေအရင်လှုပ်တယ်ရသည်များအလုပ်ကိုလှုပ်တယ်မပြင်းမနေဘောနော်လှုပ်တယ်ပေါ့အဲဝီရအားတော့ကောင်းတယ်အဲ့ဒါနဲ့တပြည့်တော့ဆရာတော်နောက်ကိုလိုက်အဖြစ်တယ်ပေါ့အဲ့ဝါဖြစ်ပြီးတော့မှတပြည့်တော့ရိတ်တာမှအော်ငါဒီ ဒီအတိတ်တရားတော့ငါတိရနောက်ကြလိုက်တာဆရာမတော့ပြန်ပြောဖြစ်တယ်နော်ဆရာမအဲဆရာလေးဘောနော်ဒါကဆရာလေးဘောဆရာလေးတော့ပြန်ပြောဖြစ်တယ်နောက်ကြလာရဲ့ဒီအတိတ်တွေတိလိုက်ရတာနော်ဗျာသစ္စာတရားကိုနာနာချင်းမှာပဲဟိုဘယ်လိုပြောမလဲတအားကိုတိချင်သွားတော့ဗောနော်ပို့ပြီးတော့အဲ့လိုအဲ့နဲကိုကတိချင်တယ်ဆိုတော့တပြိတော့အဲ့ဆုံးဖြတ်ချက်ခိုင်နေဗျာတပြိတော့လာကိုလုံးမဲ့ဆိုရအောင်လုံးလိုက်ရပါဗောနော်အဲ့အဲ့တပြိတော့လုံးလိုက်တော့နားလဲလာတယ်အများကြီးပဲအော် ဆရာတော်ကတပည့်တော်တစ်ခုခုလုပ်လို့ဆရာတော်မလောနဲ့ပေါ့နော်အဲ့လိုမိတ်တယ်တကယ်လည်းဟုတ်တယ်လောရဲ့အမှားများတယ်ဆရာတော်မလောနဲ့ပြောလိုက်ဆိုရင်တပည့်တော်တပည့်တော်ငငယ်တဲ့ဟိုကဆရာသမားစကားနားထောင်တယ်မိဘစကားမိဘစကားတော့တိတ်နာမထောင်မိဘကကိုယ်နဲ့နည်းဆက်ကျင်ပဲရှိတယ်အဲအဖွာပေါ့အဖွာဒီဒီကျောင်းနိုင်ဆရာတော်ဒီငငယ်တော့ဆိုကျောင်းမှာ ဟိုရောက်စားတယ်တဝိုင်းလောက်တဲ့အချိန်မှာဆရာတော်တွေဆုံးမတဲ့စကားတော့တပြုတ်ကအမြဲတမ်းနားထောင်တယ်။အဲကြောင့်မို့ဆရာတော်မိတဲ့တိုင်ဝန်တပြုတ်အตาလေးပြက်နေပြီးတော့ပြန်လောက်တယ်ပြန်စဉ်းစားရပါမယ်။ဒါမဲ့ဟိုလောတဲ့ခါလဲလောတာလောနေတာပါပဲ။ဒါမဲ့ဖြည်းဖြည်းချင်းကျင့်လာတော့အခုဆိုအများကြီးလောက်လာနိုင်တယ်ဗျာ။တပြုတ်နစ်စင်လောက်ခဲ့တာဒီမှာနော်။ရေပြတ်တယ်အမြဲရှိတယ်ဗျာ။အမြဲရှိတယ်။ဘာလို့ဆိုတော့ဘယ်နေရာလဲလို့ဘန်ကောက်မှာလောက်လဲဖြစ်တယ်ဗျာ။နော်ဇလူတပြုတ်ဒီဝက်ခုစားမှာတပြုတ်ဆရာတော်လောက်ရမယ်နှစ်ပဲနော်။အဲ့နှစ်မှာပဲ မျက်နှာတင့်စရာရည်တော်မရှိဘူးအဲ့ဒါဘယ်လိုလုပ်လဲဆိုတော့အာမျက်နှာမတင့်ငရေကြီးမှကြောက်တာပေါ့နော်အဲ့ဒီကလည်းနားမလည်ဘူးပေါ့အဲ့ဒီနားမငရေကြီးမှကြောက်လို့ရည်ပန့်ဘူးလေးကိုတုတ်ပြီးမျက်နှာအဲ့အဲ့လိုလေးတင့်တာဗျအဲ့ဒါအခုခုဒီမှာအားလုံးအခက်ခဲတွေ့နေတာကိုတကယ်ကဟိုမေတ္တာရခံရှင်းတာဟုတ်တာကိုတွေ့ကြုံခဲ့တဲ့အတွေ့အကြုံများဝေတာဗျတင်ပါ အဲ့လိုလေးတွေးခဲ့တယ်ပေါ့နော်ဒါပေမဲ့အဲ့တည်းမှာလဲစိတ်ထဲမှာတော့ဟောရည်လည်းမရှိဘူးပေါ့နော်အဲ့လိုတွေဖြစ်တယ်ပေါ့စိတ်ကြီးအဲအိမ်သားတွေဘယ်လိုတက်မလဲပေါ့အဲ့လိုမျိုးမျိုးပေါ့ဗျာကိုယ်လည်းဖြစ်တာပေါ့အဲ့ဒီကတော့ကိုကယောဂီပေါ့အဲ့ကြောင့်ဒီပြတော့နားလဲတင်းနေတာဒီပြတော့ငင်းညလို့ရည်ဆွဲတယ်နော်ဟိုတွေ့ကမောဆရာလေးဦးစီးလေးတွေ့မောရည်ဆွဲတယ်အိမ်သားလေးတွေနိုင်တယ်လို့ဆေးပေးတယ်ပေါ့ဗျာဘာဖြစ်လို့ဆိုတော့ဟိုတပြည့်တော့တလုံးဆေးလိုက်လို့တပါးပြည့်နှစ်ပါးပြည့်တက်လိုက်လို့ စိတ်ချမ်းသာသွားလို့ဆိုလို့ရှိရင်ဟိုအပြစ်မပြောမိဘူးပေါ့နော်ပြောလို့စိတ်ချမ်းသာသွားမယ်ဆိုရင်ကုသိုလ်ရရပေါ့နော်အဲ့လိုစဉ်းစားပြီးတော့တပြေပြင်းမခံပြီးတော့လှုပ်ပြီးတယ်ဗျာတကယ်လဲတပြေတော့အားလုံးကိုလေဟိုနားလဲစီချင်တယ်ဒီတရားသဘောတွေပေါ့နော်တပြေတော့လည်းအများကြီးနားလဲတာတော့မဟုတ်အချိန်ပေးပြီးတော့ဟိုလှုပ်ရတာပေါ့ဗျာတပြေတော့ဆိုတာဘယ်နှနေ့ရှိပါရဲ့ဆရာမ6နှစ်9နှစ်10နှစ်လောက်ရှိပါပြီပေါ့အဲရိတ်တာဟို မြင်တာဒါပေမဲ့ဆရာလေး၃နှစ်တော့ဝတ်ဖြစ်တယ်ဆရာလေး၃နှစ်ဝတ်ဖြစ်ပြီးတော့အမျိုးသားစေုံတဲ့ရလို့အဲ့ဒါဒီလိုပြန်ထွက်လာတာပါနော်ထွက်ပြီးမဲ့အမျိုးသားကိုတပည့်တော်ကအမ်ရေးတာမှာပဲနေချင်းတယ်ကုသိုလ်လုပ်ဆက်လုပ်ချင်းတယ်ပေါ့နော်ပလာဟီတာလုပ်ပဲဆရာဓမ္မတွေမိတ်တဲ့အတိုင်းပေါ့နော်ဘုရားဦးရပါလို့ဆရာလေးတန်နာဝတ္တူကအနိကဆရာတွေပေါ့ဆရာတော်ကြီးကြတော့ဟိုတွင်တနေ့မှတစ်ချိန်တစ်ချိန်တော့ဝယ်ရောက်ဖြစ်တာပေါ့နော်သူဖြစ်တာပေါ့အဲ့ကြတပည့်တော် လှုပ်ဖြစ်တယ်ပေါ့နော်အများကြီးကုတူတွေလှုပ်ဖြစ်တယ်ဝမ်းသာတယ်ဆရာလေးတွေတရားတက်တာဟိုခဏတည်းပြောလို့ဆိုတာတရားတက်လို့ပေါ့နော်တရားအတိတွေရလို့ပေါ့ဒီလိုအစိုက်ပူတာဩအိမ်သားကိစ္စနဲ့ရေကိစ္စနဲ့ပူတာနဲ့ဤပဲဆရာလေးတွေကဟိုတရားတွေမအားထုတ်ဖြစ်ဘူးပေါ့နော်ဆရာသမားတွေကလည်းအော်နေရာရမြာတော့အလုပ်တွေအများတော့လေတရားတို့တတိယရောက်မပြောပြဖြစ်မိမှလည်းစိတ်ပူတယ်ဘောနော်အလုပ်တွေအဲ့ဒါနဲ့ဒီပြတော့ဒီနေ့ကတတိယကိုကန်ကောင်းနေဆရာတော်ရတနေကုန် နာတော့မနာအောင်တော့ဒါကြောင့်အဲ့လိုအဲ့လိုတွေ့ဘူးလို့ပြီးတော့ဟာလိုက်တာရိတ်တာမှနေသိသိသွားတာကိုအပြင်မှာလောက်ခဲ့တဲ့အလုပ်တွေအားလုံးကရိတ်တာမှအကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့တပြီတော့လုပ်ပြီးတာတကယ်တပြီတော့လုပ်တာပေါ့နော်အာလုပ်ဖြစ်သွားတာပေါ့အားလုံးဒီတော့ဒီတရားခံနေမနော်တကယ်လို့ရေဒီအဲ့လိုဟိုဒီငယ်လဲအဝိုင်းပြီးတော့ပိတ်လို့လဲရတာပေါ့နော်အဲတကယ်လို့ဟိုဒီလဲစိတ်ဟိုလဲနည်းနည်းလေးအော်ဒါလဲသူ့အခက်ခဲနဲ့သူရှိလို့ဆိုရင်နားလဲစေချင်တယ်ဗျာဘာဖြစ်ဆိုတော့ အဖြစ်တွေလည်းဖြစ်မှလည်းစိတ်ကြည့်တယ်လေစိတ်စိတ်နဲ့ပြစ်မှမိတယ်တစ်ဖက်အခက်ခဲဘလို့လဲကိုမသိဟုတ်လားအဲကြောင့်မို့ကိုကနားလဲပေးလိုက်လို့ရှိရင်တော့ကုတူရတယ်လေနော်နားလဲပေးရုံလေးတောင်ကုတူရရနော်ဟိုလက်မလို့ရသေးဘူးကိုကလှုပ်ပေးလိုက်မှဆိုပိုကုတူရတာပေါ့အဲအဲ့လိုမျိုးဖြစ်ရတယ်ပြီးတော့အဲ့ဒါအားလုံးလည်းမေတ္တာရက်ခိုင်နေဆရာတော်ညနေရတော့တတိတော်တရားလေးနည်းနည်းဟိုကညမယ်လို့အဲ့ဒါခွင့်တောင်းတာပေါ့ဗျာ အာအလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျာလိုအပ်တာစီးရင်လည်းတောင်းပန်ပါတယ်ခင်ဗျာတပည့်တော်ဒီကနေပဲနော်ဒီနေ့ပဲတောင်းပန်ပါတယ်ဒီကနေပဲအလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျာသ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 ာ